ဆောင်းရာသီဆိုမော်လာဦးစားပြီးတော့နွေရာသီဆိုချင်းကိုစားပါဆောင်းရာသီမှာမော်လာဦးဝင်လာပြီးကျွန်တော်ချက်ပြတယ်လို့မျိုးမော်လာဦးအသားညက်လေးလှူစားကြည့်ပါပန်းလေးပွင့်လန်းနေတယ်လို့ပုံစံမျိုးနဲ့စိတ်ကျဉ်နေစေပြီးပြည့်စုံစေပါလေလုံဒီကတော့ရိုရှင်ပါတယ်စားလို့ကောင်းတယ်အမြင်လဲလာတယ်အပင်ကနေခူလာတဲ့မော်လာဦးဖြူကိုအပြားချက်လေးတွေဖြည့်အောင်လှိလိုက်ပါမယ်ဒေအိုရဲမှာရေနဲ့တမိနစ်ခန့်ကြိုထားလိုက်ပါမယ်မော်လာဦးနူရာနဲ့ဆဲပြီးတော့အရင်တင်းဖယ်ထားလိုက်ပါမယ်စင်မီသာအသားငါးပြားဘူးတွေကိုကျင်းချက်သွန်စားနေငရုတ်ကောင်းထည့်ပါမယ် ဘင်းကပြားရဲ့အကြီးဆုံးတော့ကော်မော့တစုံထည့်ပြီးဘယ်လက်နဲ့နှောင်းဝေပါမယ်ကြေးလက်ကလေးကနေဟင်းချက်နီတွေတင်ပေးနေတဲ့ကျွန်တော်တို့ကလေးတယောက်အတွက်အကြီးမားဆုံးသောအားပေးထောက်ခံမှုပဲဖြစ်ပါလေကောင်းကောင်းလှုပ်ထားတဲ့အစာသွမ်းမဲ့အသားကိုမော်လာဥပေါ်တင်ပါမယ်အားနဲ့နည်းနည်းဖြီးပါမယ်ပန်လေးတပွင်ပွင့်လန်းနေတဲ့ပုံစံဖြစ်အောင်ဆင်ထားလိုက်ပါမယ်အလေကောင်းကနေကျွန်တော်ကိုယ်တိုင်ချထားတဲ့ဥသုံးလုံးထည့်မယ်မီးဖို့ပေါ်မှာ10မိနစ်ခန့်ပေါင်းထားပါမယ်ပေါင်းပြီးထွက်လာတဲ့ဟင်းရီကအာဟာရအရင်ရှိပါလေး အရန်တင့်ဖယ်ထားလိုက်ပါမယ်။ကြက်တုံးမိငရုတ်သီးအပေါ်ကနေမှွေးကြိုင်လာအောင်စီပပူလောင်းထည့်လိုက်ပါမယ်။အပေါ်ကနေငပိစက်ငပြားကြီးအသင့်တင့်လောင်းထည့်လိုက်ရင်တော့စားလို့ရပါပြီ။ဒီလိုလိုစားတဲ့မော်လာကိုအသားကြကလက်ဆက်ပြီးစားလို့ကောင်းပါတယ်။အာဟာရလည်းအရန်ရှိပါတယ်။စားလို့လည်းကောင်းသလိုကြီးရတာလည်းအမြင်လာစေပါတယ်။လူကြီးမင်းလည်းသဘောကျတယ်ဆိုရင်တော့ပစ္စည်းတွေစုပြီးတော့လှူစားကြည့်ကြည့်ပါ။ဆောင်ရသည်ရဲ့မော်လာဦးကဂျင်းစင်းတက်ပိုကောင်းတယ်ဆိုတော့လူတော်တော်များများကမသိကြပါဘူးအိမ်မှာမော်လာဦးတွေရှိနေသေးရင်ကျွန်တော်တို့လိုမျိုးမော်လာဦးကြော်လေးလှူစားလို့ရပါတယ် အသားကြီးငါးကြီးတွေထပ်ပိုးစားလို့ကောင်းပါတယ်ပထမဆုံးအိနာလေးကခူလာတဲ့မော်လာဦးဖြူကိုအခွန်ချွတ်လိုက်ပါအခွန်ကိုလွတ်မပြတ်ပါနဲ့ပပားလေးတွေဖြီအောင်ထပ်ပြီးချစ်လိုက်ပါမယ်စားနေငယ်ဖြူမယ်မော်လာဦးကိုစားနှံသွားအောင်လို့လက်နှစ်ဖက်နဲ့နေပြပါမယ်။ပြီးတဲ့အခါမှာတော့ရေသန့်ထည့်ပြီးမလိုတော့တဲ့စားရတာတွေကိုဆင်အောင်ဆေးချလိုက်မယ်။မှတ်ထားရမှာကရေကိုပြောင်းနေအောင်ညှင်ရင်အရတာကပိုပြီးတော့ကောင်းနေဆိုတာပဲ။ပကံလုံးထဲမှာကြက်ဥတလုံးဖောက်ပြီးအသင့်ပြင်ထားမယ်။ကြက်သွုံမိန်၊နန်းနံမိန်၊စား၊ကြက်သားမုံ၃မျိုးရောထားတဲ့မဆလား။ ကြက်ဖောက်ဦးနှလုံးဂျုံနှစုံကွန်မိုဒစုံထပ်ထည့်ပါမယ်။ဘယ်လက်နဲ့နေပြီးတော့ကျွန်တော်ပြောပြထားတဲ့ပုံစံလေးဖြစ်အောင်လုပ်ပါမယ်။တခုရပြီဆိုတော့ ਨੇ အပူချိန်60ဒီဂရီလောက်ထားပြီးမီးဖို့ပေါ်မှာအပူချိန်နည်းနည်းနဲ့ဖြည်းဖြည်းချင်းမှွေကျော်ပေးပါမယ်။ညနေပြင်တစ်ခုလုံးရှေဝါရောင်တန်းလာတဲ့အထိကျော်ပြီးရင်တော့မီးဖို့ပေါ်ကချလို့ရပါပြီ။တကြွကြွနဲ့အကျော်လေးကမှွေနေတာပဲ။လူကြီးမင်းလည်းတင်ပြီးရင်တော့လှူစားကြည့်လိုက်တော့နော်။အားလုံးတခြားကြည့်ကြနော်ပပွဲစုနေတဲ့ရင်တွေတဲကိုဂျုံမုတ်လောင်းထည့်ပြီးတစ်ချက်မှွေပေးလိုက်မယ်ကြက်တာနဲ့အင်တာနက်ပေါ်မှာရေပန်းစားနေတဲ့အထူးဟင်းလျာတို့ကိုရသွားစေပါမယ် ဒီချန်ဒီကကျွန်တော်အချစ်ဆုံးတငယ်ချင်းရဲ့ယောက်ျားကိုတော့တစ်နှစ်အတွင်းအိမ်နှလုံးဝယ်နိုင်စီပါလေပထမဆုံးဒေအိုရဲကိုရေသန့်1ကီလိုဂရမ်တခြား10ဂရမ်ဟင်းချက်စီ90ဂရမ်ထည့်လိုက်မယ်ရင်နွေးပွက်ပြီဆိုတော့လည်းရိုးရိုးကြုံမုံ900ဂရမ်ကိုလောင်းထည့်ပါမယ်ကြုံမုံမရှိတော့အောင်အထည်မွေပေးပါမယ်ဒီလိုနီးတိုင်းလို့ရင်မုံလုံးကကွဲမထွက်သွားဘူးပြီးတဲ့အခါအေးခံထားတဲ့ကြုံလုံးကို အစိတ်တသေးလေးတွေရအောင်လီပါမယ်ကျွန်တော်ချထားတဲ့ဥတလုံးကိုပကံလုံးနဲ့ဖောက်ထည့်လိုက်မယ်ပကံလုံးတွေကိုတကြားဖြူတစုံတကြားအညိုနှမ်းစီအဖြူနှမ်းစီအမဲတစုံစီ ဂျုံမုတ်တစုံဟင်းချက်စီနည်းနည်းထည့်လိုက်မယ်ဒီလိုတုတ်ဖို့လောက်ထားတဲ့ကြားအစာပလာကဘလောက်ပဲထည့်ထားတာကြမ်းမမဟုတ်ပါဘူးဂျုံလုံးကိုအေးပေးပြီးရင်ဂျုံမုတ်အချို့30ဂရမ်ကိုအပေါ်ကနေဖြူလိုက်မယ်ဒါကနူးညံ့တဲ့ကြားမုတ်လုံးရဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ကြုံလုံးကိုတတိကြကြာနှံ့အောင်ဝေပေးပါမယ်။ပြီးတဲ့အခါရှီလျားတဲ့ပုံစံလေးဖြစ်အောင်လှိပ်ပါမယ်။ကိုလိုချင်တဲ့အနေထားလေးအတိုင်းဖြတ်မယ်။ဂျုံအစိပ်ပိုင်းတွေအားလုံးကိုအလုံးတသေးလေးတွေဖြစ်အောင်လုပ်ပြီးမိနစ်30လောက်ပုံကြအောင်ထားတာပါမယ်။အချိုက်ပုံစံလေးဖြစ်အောင်လက်မနဲ့ဖြီးမယ်။တကြားအစာတစုံထည့်မယ်။ ဂျာပဇက်ပိတ်နေအတိုင်းပေးလိုက်မယ်။ကူကီလေးဖြစ်အောင်လက်နေဖိမယ်။စီပူ150ဒီဂရီရှိတဲ့ဒေအိုရဲမှာမျောထဲလိုက်ပြီးရင်တော့မကြာခဏလှန်မေးဖို့လည်းမမေပါနဲ့။မျက်နှာပြင်ရှဝါရောင်တန်းတဲ့အထိကြော်ပြီးရင်တော့အိုးချလို့ရပါပြီ။ကွဲရတာလည်းမရှိ၊တကြားလည်းမကြံခဲ့သလိုတခုချင်းစီတိုင်းကလည်းရှဝါရောင်ကျွတ်လေးဖြစ်နေမယ်။သဘောကျတယ်ဆိုရင်တော့လူကြီးမေးလည်းပစ္စည်းတွေစုပြီးတော့လှုပ်ရှားကြည့်လိုက်ပါတော့။လူတတော်များကအသားကိုဝယ်ပြီးပြန်လာတိုင်းဘလို့လှုပ်ရှားရမလဲဆိုတော့မသိကြဘူး။ဒီနေ့နီလန်လေးကလူကြီးမင်းကိုတေချပေါအရသာရှိတာလေးကိုစားမိသွားစေမှာပါ။ အသား6ချက်သားကိုအပြားလိုက်လေးတွေဖြစ်အောင်လီလိုက်ပါကျက်တော်မိတ်ဂျင်းဟင်းချက်ဝိုင်းဘက်ကပြားရဲ့အကြီးကျဲဦးအကာတဝက်ကောင်းမုတ်တို့ကိုထည့်ပြီးနှံ့အောင်မွေးပေးလိုက်ပါ15မိနစ်ခန့်နှက်ထားပါတွားကြထူရန်ကိုရင်ွေးခနားစိန်ထားပါအသားတွေနဲ့တွေ့လိုက်ပါပကံလုံးထဲမှာကျဲဦးသုံးလုံးကိုအရန်သိပ်ဖောက်ထည့်ထားပါနေ့တိုင်းဟင်းချက်နီတွေကိုတိချာတင်ပေးနေပါတယ်အထူးကျေးဇူးတင်ရှိပါတယ်စီပူချင်း30ရာခိုင်နှုန်းလောက်မှာအသားခင်လေးတွေကိုလောင်းထည့်လိုက်ပါမီးရပူနေနေနဲ့9မိနစ်ခန့်ကြော်ပြီးရင်စီစစ်ထားလိုက်ပါ ဒေဦးရဲကကျန်တဲ့စီဖင်ကက်လေးတွေကိုကြက်သွန်ဒီကြက်သွန်ဖြူငရုတ်တီငရုတ်တီမုံနှမ်းစိအဖြူတို့ကိုထည့်ပြီးမွှေးလာသည့်အထိကြောပေးပါအသားခင်တွေလောင်းထည့်လိုက်ပါဇီယာမုံနည်းနည်းထပ်ဖြူလိုက်ပါနှမ်းအောင်မွှေးကြောပြီးတာနဲ့စားလို့ရပါပြီဒီလိုအသားခင်လှစားတာကအသားခင်ဆိုင်ကတက်ဆဲစားပူစားလို့ကောင်းပါလေအမြန်ပစ္စည်းတွေစုပြီးတော့စန်းစားကြည့်လိုက်တော့နော်လူကြီးမေအိမ်မက်ထဲမှာတော့စဉ်းစားမိမှာမဟုတ်ပါဘူးနနံမင်းကိုရေထဲမှာခဏထည့်ပြုတ်လိုက်ပါပြီးတဲ့အခါလူကြီးမေမမြင်ဘူးတဲ့စားကောင်းတဲ့လက်ရာလေးတစ်ခုထွက်လာပါလိမ့်မယ်လူကြီးမေမယုံဘူးဆိုရင်ဒီမှာဆက်ကြည့်လိုက်ပါ ြုတ်ထားတဲ့နံနံမေကိုရေခဲကြီးထဲမှာထည့်ပြီးအေးအေးခံလိုက်ပါပြီးတဲ့အခါရှီသမျှအာကုံသုံးပြီးတော့ရေချောင်းညှစ်လိုက်ပါနံနံမေကိုထပ်ပြီးတသေးလေးတွေခုတ်ပြီးတော့ဘေးဖယ်ထားလိုက်ပါခုတ်တာပိုစိလေးပိုစားကောင်းလေးပါပဲချစ်ထားတဲ့အသား၆ချက်သားကိုပြင်ဆင်ထားပါခုတ်ထားတဲ့နံနံမေချက်သွန်ဒီဂျင်းရည်နဲ့လှီးထားတဲ့ခါချက်ဦးချက်သွန်မေအခုမှဥထားကစားချက်ဦးနှလုံးစားတစုံချက်သားမဟုတ်တစုံငရုကောင်းတစုံကောမုံနဲ့ဂျုံမုံတချို့ကိုထည့်လိုက်ပါလူကြီးမင်းရဲ့ပတ်ဆက်ရှာတဲ့လက်ကလေးနဲ့နှံ့သွားအောင်မွေးပေးလိုက်ပါအစာသွမ်းမဲ့အသားကိုအလုံးလေးတွေဖြည့်အောင်ညှစ်ပါ အပူချိန်90ရာခိုင်နှုန်းနဲ့စီပူထဲမှာထည့်ကျပါမိရပူနည်းနည်းလေးနဲ့ရွှေဝါရောင်တန်းလာတဲ့အထိကျွတ်နေအောင်ကြော်ပြီးရင်တော့အိုးဘော်ကချလိုက်ပါဒီလိုကြော်စားတဲ့နနမင်းအသားလုံးကြော်ကိုတကယ်ပြီးတကယ်စားတာမရက်နိုင်အောင်ကိုစားလို့ကောင်းပါလေတင်ယူပြီးပြီဆိုရင်တော့လူကြီးမင်းလေးဒီလိုလေးအမြန်လှစားကြည့်လိုက်တော့နော်